နော်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒါတွေ့ရတာဝမ်းသာတယ်အရင်ဆုံးတော့ဒါကျွန်တော်နည်းနည်းမိတ်ဆက်ပေးပါဦးဟုတ်ကျွန်တော်ကတော့ဒီဘုတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဒုံးလုံတက်ဖွဲ့ရဲ့တာဝန်ခံကိုကောင်းဖြစ်ပါတယ်ဗျအဲကိုကောင်းကိုကောင်းအခုဒါအင်တာဗျူးကြောတဲ့ချိန်မှာပေါ့နော်ကျွန်တော်လွတ်လွတ်လပ်လပ်လေးပုံပေါ်ပေါ်ပါလေးပြောကြမယ်ပေါ့နော်အဓိကတော့ကျွန်တော်အတွေ့အကြုံတွေမေ့ချင်တယ်ညာမီတော်လိုင်းရဲ့အကြောင်းတွေသိချင်တယ်အဲပြီးတော့ဒီညာမီတော်လိုင်းကိုပို့တိပြီးတော့ပြည်သူတွေပို့ပြီးပါဝင်နိုင်အောင်ရည်ရွယ်တယ်ပေါ့နော်အဲကြအဲ့အကြောင်းလေးတွေကျွန်တော်တို့အဲရည်ရွယ်ပြီးပြောကြမယ် ပထမဆုံးတော့ကိုကောင်ဒီခုလိုမျိုးဒါတော်လိုင်းတပ်ဖွဲ့ဝင်တယောက်ဖြစ်လာဖို့ကဘယ်ဟာကတွန်းအားဖြစ်စေဘာကြောင့်မလို့ဒီလိုရောက်ဟောကျွန်တော်ဒီတော်လိုင်းရေးတဲ့ဟိုဆရောက်လာတာတော့ဒီကျွန်တော်တို့ဆက်ဆာချင်းပေါ့ဗျာကျွန်တော်တို့ဒီ2021မှာအာနာစတင်တာပေါ့ကျွန်တော်တို့ကဒီ2020မှာကျွန်တော်ကအသက်က16နှစ်ပြည့်ရပေါ့နော်ဟောပြည့်တော့ကျွန်တော်တို့မဲသွားပြည့်ရပေါ့မဲသွားပြည့်တယ်မှာကျွန်တော်တို့ပထမဦးဆုံးကျွန်တော်တို့ရဲ့ဘဝမှာတခါတည်းစပြီးပြည့်တဲ့မဲမှာအခုလိုစပြီးမှအာနာသိမ့်တာပေါ့ ကျွန်တော်တို့ကလည်းမသိဘူးပေါ့ဟောတချို့ဒီကြန့်ခိုင်းဘက်ကအဖွဲ့ရတော့ပြောကြတာပေါ့တချို့ကြတော့လဲဒါအာကျွန်တော်နဲ့သိတဲ့အကိုကြီးတွေမိတ်ဆွေတွေတွားမိတာပေါ့အာဘလို့လောက်ကြမလို့တော့အာနာသိမ့်သွားပြီလို့ပြောတော့ဟာဘာလို့အမှလဲကွာဆန္ဒပြအမှပေါ့တဲ့အာဆန္ဒပြအောင်ဆိုတော့လဲ3ရက်အောင်ဆိုလား28နှစ်နာရီစအောင်ဆိုလား82နှစ်နာရီစအောင်ဆိုလားစအောင်အဲဆောင်ပြီးတော့ကျွန်တော်တို့ကဆန္ဒထပြပေါ့ဆန္ဒထပြအော်ကြဟဲ့ကြနဲ့လူကတော့အုတ်လိုက်ကြီးအဲတော့ကအင်းနဲ့အားနဲ့ပါပဲနောက်ကြတော့ ဟိုဒီတိုင်းဆန္ဒပြနေလို့မရတော့ဘူးလက်နဲ့ကင်ညမယ်ပေါ့အဲကင်ညမယ်ဆိုတော့လေကဲကင်ပေါ့လို့ကျွန်တော်တို့ကလည်းဒီကောင်းနေကောင်းကောင်းဝင်ဝင်ငင်းချမ်းချမ်းဆန္ဒပြလို့ကမရပဲပြန်တိုက်ယူမှရမယ်ကောင်းနေဆိုတော့တိုက်ပေါ့လို့အဲ့နဲ့ကျွန်တော်တို့ကဒီဒီ2021ခုနှစ်ဟာပေါ့ခုနှစ်လပိုင်းမှာကျွန်တော်ဒေါ်လာကြီးတွေစရောက်တာပါဗျဟောအစိုးရပဲရှိတရားဟုတ်ပါတယ်ဗျအဓိကအဲ့အဲ့ကျွန်တော်သိချင်တာလေအဲ့လိုပထမဆုံးပေးရတဲ့မဲပေါ့နော် ဒါ session နေ့ပြည့်မှာမဲပေးအခွင့်ရတော့အဲကြတော့ဒါဘွားမှာအခုမှပရမတ်ဆုံးစပေးရတဲ့မဲကိုအခုလိုမျိုးဒါမယုံမသားလောက်တာပေါ့နော်လိန်ညာတာအဲအခုလိုမျိုးဒါစစ်ကောင်စီနေနေပေါ့နော်လှည့်ပြားသွားတာမျိုးတွေကိုသိလိုက်ရတော့ဘယ်လိုခံစားရအဲကျွန်တော်တို့ကတော့ဒီတိုင်းတာအဲကျွန်တော်ကဒီအရင်ကကျတော့ចောင်းသားပါဗျာចောင်းသားကျွန်တော်ဒီ Mintel GTX 6မှာတက်ပါတယ် အဲ့မှာကျွန်တော်တို့ကဒီပထမနှစ်ရေကျွန်တော်ပြီးခဲ့ပြီပေါ့ဒုတိယနှစ်မှာကကိုဝင်းနဲ့တွေ့တော့ကျွန်တော်တို့ကအเจ้าမတက်ရဘူးပေါ့ဗျာအဲမတက်ရဘူးအဲဒီအเจ้าလေးတက်ပြီးရင်တော့အလုပ်လေးတစ်ခုကိုယ်ရည်မှန်းချက်လေးနဲ့ကိုကိုစီပေါ့ဗျာအလုပ်လေးပါလေးလုပ်မယ်ပေါ့အခုကျတော့ဒီလူမျိုးကိစ္စရတွေဖြစ်လာတော့အကုန်လုံးကဒီမျောလင့်ချက်တွေအကုန်လုံးပျောက်ဆုံးသွားတယ်လို့ပဲပေါ့နော်အရင်ကကျွန်တော်တို့ရရခဲ့တဲ့အခွင့်အရေးတွေအကုန်လုံးပေါ့ဆုံးရှုံးသွားတယ်လို့ခံစားရတယ်စအပြီးမှဟိုချုပ်ချယ်လာတာဒီကျွန်တော်တို့ဒီညမထွက်ရပေါ့နော်ကျွန်တော်တို့လူငယ်ဆိုတော့ညဆိုရင် အပြင်ထွက်ခြင်းနဲ့ပြောခြင်းပခြင်းနဲ့ပေါ်ဆရာရဲ့ဒီတာတိမဲ့အရက်တောင်မဲ့ပေါ်ဆိုင်ကယ်ပက်စီမဲ့ပေါ့စသည်ဖြင့်လောက်ရတဲ့ကျွန်တော်တို့အခွင့်အရေးတွေစပြီးဆုံးရှုံးလာတာတွေရဲ့ဒီဖန်တာစီတာတွေရောစဖြစ်လာတာပေါ့နော်မတရားသဖြင့်နောက်ပိုင်းကျတော့ဒီမန်လေးတို့ရန်ကုန်တို့မှာအပြစ်ဒဏ်ခတ်တာတွေမြင်လာတာကြတော့ဟိုကျွန်တော်တို့ဒီကိစ္စကြီးကလုံးဝမတရားဘူးဆိုတဲ့အိမ်မှာဒီဟိုတမျိုးကြီးပဲအခုထိပဲဖြစ်နေတော့မဲ့အရင်ကပုံစံဟိုအရင်ကကျွန်တော်တို့လွတ်လပ်ခဲ့တဲ့လွတ်လပ်မှုမျိုးကိုပြန်ရပါမလားရပါမလားဆိုလဲစိတ်နေပေါ့နော် ိုပြန်လိုချင်တယ်ဗျာအရင်ကလိုမျိုးလွတ်လပ်မှုကိုပြန်လိုချင်တဲ့အတွက်အခုလိုမျိုးတိုက်နေတာပေါ့ဆရာရေဟုတ်ဟုတ်ဟုတ်ဒါလူငယ်တယောက်အနေနဲ့ဒါဒီလိုမျိုးပါဝင်လာတဲ့ဟာကလည်းတကယ်ကျေးဇူးတင်ရတယ်ပေါ့နော်အဲ့တော့အဲဒီလက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ပြီးတော့ရှောက်လမ်းမယ်ဆိုတဲ့အချိန်မှာအခက်အခဲတွေရှိမယ်ဆိုတာတော့ဒါကြိုပြီးတွက်ခဲ့မှာပဲပေါ့နော်မတို့ဘာလေးကြိုပြီးတွက်အဲအဲ့ဒီကျွန်တော်ဝင်ချင်းဆိုတော့လေဟိုတစ်နှစ်လောက်တိုင်ပြီးပြီးလို့ပြောတာဟုတ် နေတိုင်ကြီးပြီးမယ်လို့ပြောရတယ်တဖြည်းတဖြည်းနဲ့ကိုကလည်းအစ်စ်ကငငယ်ဆိုတော့အလောက်ကြီးအဲအတွေ့အကြုံတော့အတွေ့အကြုံရောမရှိသေးတဲ့အချိန်ကာလသွားဖြစ်ထားဆရာကြီးတကယ်တော့ဆရာတက်ကြတာလောက်ကြလောက်ပါတယ်အဲဘာဖြစ်လို့လဲဆိုတော့ဒီတစ်နှစ်ပဲချကွာလို့အပြက်ချမယ်ဆိုတဲ့အိမ်မှာအဲတိုင်းပဲဝင်လာခဲ့တာဖြစ်လာသမျှအခက်အခဲလည်းရင်ဆိုင်မယ်ဗျာဆိုတဲ့အိမ်မှာဝင်လာခဲ့တာပါဗျာဟုတ်ဟုတ်ဟုတ်အဲ့ဒါအဲ့လိုမျိုးအခက်အခဲရှိမယ်ဆိုတော့ကြိုပြီးတော့တွတ်ထားပြီးသား ဒါပေမဲ့လက်ဒါမြေပြင်မှာတကယ်တွားပြီးတော့လုံးရပြီဆိုတဲ့အချိန်မှာလည်းဒါကြုံရမဲ့အခက်အခဲတွတ်ထားတယ်ဆိုရင်ပဲပေါ့နော်တကယ်လက်တွေမှာကျတော့ဘာတွေကွာခြားလဲဘာတွေမမျောလင့်တာတွေဘာတွေကြုံရလဲပေါ့ဟောကျွန်တော်တို့ဟိုမမျောလင့်တာတွေဟိုပေါ့မမျောလင့်ထားတာတွေပေါ့ကျွန်တော်တို့ကြုံရတာပေါ့အဓိကတော့ဒီဒီစပြီးတိုက်တဲ့အချိန်မှာကျွန်တော်တို့မှာဒီကိုယ်ခြေကိုယ်လည်းပဲရှိပါတယ်ကျွန်တော်တို့ဒေတာပဲကြတော့ဒီ ဟိုအကောင်ပြစ်ထားရေးဘာရှိရောတူမီတို့လေတင်နှက်တို့တော့ကောင်းကောင်းပေါ်ပေါ်ရှိရပေါ့စပြီးတိုက်တန်းမှာကျွန်တော်တို့မှန်းချင်းနဲ့နှံ့ထွက်နေရလွဲတာပေါ့ဗျာကျွန်တော်တို့ဂိမ်းနေပါရေးဆိုတော့ဆိုတော့ဒီတင်နှက်အကောင်စားရေးဘိုင်းနဲ့ပြစ်ရခက်ရမယ်တိုက်ရမယ်မှတ်ထားပေါ့ဘဲဟုတ်မလို့အဲ့ဒါခချိုးတူမီနဲ့ပဲကျွန်တော်တို့စတိုက်ရပါတယ်မိုင်းနေလဲဆွဲရပါတယ်အလိုမျိုးဖြစ်ခဲ့ပါတယ်ဗျာအဲဒါကတော့ကျွန်တော်တို့မှန်းချင်းနှံ့ထွက်လွဲတာပေါ့ဗျာလင်းနေတရားဘလောက်ရောက်နေပြီတို့ဘာတို့ကျွန်တော်တို့လည်းကြုံခဲ့ကြခဲ့ရတယ်နဲ့ ဟိုနဇုန်ဖျားစသည်ဖြင့်ပေါ့ရရှိမယ်ထင်ထင်မှာဒါမျိုးမထားရလီလွဲသွားတာပေါ့ဗျာဒါလည်းကျွန်တော်တို့ရဲ့ဟိုပေါ့နော်ဟိုဖြစ်ချင်းစိတ်ကများတော့လဲတချို့အရာတွေကလွဲတာတွေရှိတာပါဗျာအဲ့တူလဲအခုနောက်ပိုင်းကျမှပဲနားလည်နိုင်လာပါတယ်ဆက်စားပိုင်းကျင်လာတော့နားမလည်နိုင်ပါဘူးဘာဖြစ်လို့မရတာလဲပေါ့ဒါမျိုးတွေရှိတာပေါ့ဗျာအဲ့မနော်အကုန်လုံးကဆရာထက်တန်နေတာဘာဖြစ်လို့လဲဆိုတော့ဒီလွတ်လပ်မှုကိုငါတို့အချိန်တို့တွင်ရအောင်ပြန်ယူမယ်ဆိုတဲ့စိတ်မျိုးနဲ့ဝင်လာကြတာဟုတ်အဲ့ကြတော့ အဲဒီလိုမျိုးအခက်အခဲကြီးကြုံလာတဲ့ခါကျတော့ခုမထင်မှတ်ထားရည်ဖြစ်တော့လေဒါတမျိုးတစ်ပုံကြော်ပြရတာဟောလीနော်အခုတော့ဒါတနစ်ကိုလည်းကြော်လာခဲ့ပြီပြီးရင်ခုနကခချိုးတွေပါတယ်အဆင့်ကနေလဲဒါတဆင့်တက်တဲ့အဆင့်မျိုးတော့သွားနေပြီပေါ့လीနော်အဲ့တော့အဲဒီတခြားလုံးကြုံခဲ့ရသမျှအတွေ့အကြုံတွေအဲပြီးရင်ခုနလိုတိုက်ပွဲအတွေ့အကြုံတွေပဲဖြစ်ဖြစ်ပေါ့နော်ဒါတော်လိုင်းကာလအတွေ့အကြုံတွေပဲဖြစ်ဖြစ်အများကြီးရှိလာပြီပေါ့နော်လူငယ်တယောက်အနေနဲ့ဒီလိုမျိုးပါဝင်နေတဲ့အပေါ်မှာလည်းတကယ်ကျေးဇူးတင်တယ်အဲ့တော့ကျွန်တော်အခုသိကျင်တာကကြတော့အဲ့လို ီကာလတစ်လျှောက်လုံးမှာပေါ့နော်ကြုံခဲ့ရတဲ့မမရရဖြစ်စီတဲ့အဲကျွန်တော်အမှတ်တရအကြောင်းတွေသွားခြင်းအဲအမှတ်မရဖြစ်စီတဲ့ဒီတိုက်ပွဲဖြစ်စီနေအကြောင်းတွေကျွန်တော်တို့သိခြင်းနဲ့အဲပြီးရင်ဒီတိုက်ပွဲဖြစ်စီနေကိုဘာကြောင့်မလို့အမှတ်တရဖြစ်နေလဲဆိုတဲ့အကြောင်းတွေလည်းသိခြင်းတာပေါ့ဟုတ်ကျွန်တော်တို့အဲစထိုင်မှာကျွန်တော်တို့အဲစစ်တင်တန်းနေကျွန်တော်တို့ဆင်းပြီးယူရတယ်ပေါ့ဗျာယူထိုင်မှာတင်တန်းနေပါစစ်ဆင်းထိုင်မှာဒုံးနေပါ ਈ အသင်ပေါင်းထိုင်မှာပေါ့နော်ဆက်စားရင်ကျွန်တော်ပထမဦးဆုံးလိုက်တဲ့မရှင်ပါပဲကျွန်တော်တို့ဒီရောဒေတာထဲမှာဒီနှမ်းခါနဲ့ဒီကျွန်တော်တို့ထဲလော်တို့ app မှာပေါ့ဗျာအဲ့မှာကျွန်တော်တို့ကအဲ့မှာကာကြီးနဲ့ဆက်စားခြင်းသွားတော့ကတော့ drone လေးပဲပါတယ် drone နဲ့ကျွန်တော်ဆရာနဲ့နှစ်ယောက်ပေါ့နော်ပြီးတော့ကျွန်တော်တစ်ဖက်တစ်ယောက်ပါတယ်ပေါ့သူတို့နဲ့ဒီအဲချင်းမွေးတက်ဖွဲ့လည်းပါတယ်ပေါ့ဒေတာကန်အဲသူတို့ကလည်းတင်းတက်ကလည်းအကောင်းစားတွေမှာပါပါဘူးဒီလစ်လုတ်ခချိုတူမီရဲ့ဒီမောင်းမြန်၄၅၆လင်းနဲ့အဲ60မှာတလုံးလောက်ပဲ60မှာတစ်ပြောင်းလောက်ပဲပါတယ်ပေါ့ အဲ့လိုအနေထားနဲ့သွားကြတယ်ပေါ့ဆက်ဆံချင်းအဲလိုက်တော့ဘလို့ဖြစ်လဲဆိုတော့အဲကားလေးနဲ့ပေါ့ဆရာရဲ့ခွေးတွေကရွာတဲ့ဝင်နေပြီပေါ့ဝင်နေပြီကျွန်တော်တို့ကကားလေးနဲ့ပြောပါပါမော်တော်ကားလေးစီးပြီးသွားတယ်အသွာအသွာထိုင်မှာကားကကားကျွန်တော်တို့ချပြီးတဲပြန်သွားတာပြန်သွားတော့အဲ့မှာကျွန်တော်တို့ကတန်လန်းပေါ်ကြီးမှာဖြတ်ရတယ်လေခွင်းနေပေါ့ဆရာရဲ့အဲ့လေခွင်းနေရှိရလေခွင်းနေရဒီပေါ်မှာတန်လန်းရှိရထားတန်လန်းကြီးရှိတယ်အဲ့ပေါ်တိုင်းကြီးစဖြတ်နေတဲ့အချိန်ဟိုကခွေးတွေကပြစ်ပါလေရောပြစ်ပါလေရောဆိုတော့အဲ့မှာကြမ်းခဲ့တာကျွန်တော်ရဲ့ အဲကျွန်တော်ဆရာရဲ့ဒီတူမီသမားတယောက်ရဲ့နေ့၃ယောက်ထဲကျန်းနေကြတာ၃ယောက်ထဲကျန်းနေကြတာကျွန်တော်တစ်ဖက်တစ်ယောက်ကလည်းအပေါ်ပါသွားပြီကျွန်တော်တို့မှာဟိုဖုန်းပါတယ်ပေါ့ဗျအိုင်ခွင်လည်းမရှိသေးဘူးအဲ့တုန်းကအိုင်ခွင်နေသိမ့်မကန်အသိဖုန်းလေးတလုံးနဲ့အဲဒုံးလေးတစ်စီးနဲ့ဆရာတစ်ဖက်နှစ်ယောက်ပြီးရတာပေါ့ဆရာရဲ့အဲ့ဒါဒီကန်ဆုံးมาတော့ရမူးလိုက်လို့ရွာလဲဆိုတဲ့အတိုင်းပဲခွေးတွေလိုက်ပြနေတာပေါ့ကျွန်တော်တို့လိုက်ပြတဲ့အချိန်မှာဟိုကျွန်တော်တို့ကသွားပုံတာအဲ့နွားတင်းကုန်တာကငပြောတော့တဲ့လိမ့်မှာသွားပုံတာအဲ့မှာနွားကဩ ဟိုခွေးရဟောင်းနဲ့ဒုက္ခတော်တော်ရောက်တယ်အဲ့မှာကျွန်တော်တို့စီပြန်မဲပြန်ရောခွေးတွေကလိုက်ထားနဲ့အဲလဲခွင်းပေါ်ဆရာရဲ့လဲခွင်းအဲလဲခွင်းမှာပြရတာတော့တော်တော်ကိုမှတ်မှတ်ရပါပဲကျွန်တော်တို့ဒီအကုန်လုံးပါလာတဲ့အုတ်ထုတ်လေးလက်ကျွတ်ကြအသက်လူကြီးကိုပြရတာနောက်ကလည်းဒဒဆက်ကိုလိုက်ပြထားခွေးတွေဘက်ကလည်းဒီအနာတွေကိုမြင်းနေရတာပေါ့သူနောက်ပိုင်းကျတော့ကျွန်တော်တို့လဲခွင်းအထက်ရောက်သွားတာပေါ့အဲ့ဒါပဲနှစ်ယောက်လဲခွေးထဲကို1 2 3ဆိုတိုင်းမှာဒိုင်မင်းထုတ်ဆင်တာအဲဒုံးလည်းရေးဆိုးလို့မရဘူးပြီးတော့ဒီ ပေါ့ဖုန်းလည်းရေးဆွလို့မရဘူးအဲ့ဒါနဲ့ကျွန်တော်တို့ကအဲ့လေခွင်းပြန်နဲ့ရောက်သွားရောပြီးတော့အဲ့မှာစဘာခင်းနေကကျွန်တော်တို့ကဒီကျွန်တော်တို့ဟိုသတင်းမကျွတ်ခင်းလေးပေါ့သတင်းကျွတ်ပြီးခိုင်းလေးပေါ့အဲ့ချိန်မှာကျတော့စဘာပင်ကစင်းရင်ဆိုဆိုနဲ့မရိတ်သိဘူးဆရာတန်တယ်ပေါ့စဘာပင်ကတော်တော်တန်တယ်အဲ့မှာကျွန်တော်တို့အဲ့ထက်ဒိုင်မင်းထိုးချထိုင်မှာဟို cross သွားတာပေါ့အောက်ကလည်းရှင်ရအပြော့ဆိုတော့ကျွန်တော်တို့ပုံမှန်သွားရင်ကျွန်တော်တို့အင်ကြီးတွေဘာတွေကကျွန်တော်တို့ကဆွဲတယ်ပေါ့ဒီလက်တွေကိုဆွဲတယ် နဲ့ကျွန်တော်တို့ကပစ်လင်လှန်လိုက်တယ်ပစ်လင်လှန်ထိမှခြေထောက်နဲ့တွင်းထိမှသွားတာတော်တော်မြန်တယ်ပေါ့အဲတွေ့ကြုံလေးအဲ့လိုအတွေ့ကြုံလေးအဲ့မှာ legacy လေးတွေရှိရဲအဲ့လေခွတ်သုံးခွတ်ကတော်တော်ကိုကျဲတယ်တော်တော်ကိုကျဲတယ်အာလူကလည်းထိတ်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 နဲ့တခါမှလည်းအပြစ်မခံဘူးအဲ့လိုစသသချင်းသွားတယ်အသွားမှာပြစ်ခံရတာဆိုတော့အာဆရာတော်ဘက်နှစ်ယောက်အဲ့လိုကြောနဲ့ခရောသွားထိမှ legacy လေးတွေတွင်း1 2 3ဆိုရင်ဂျိုင်းတူခုံတာအခွေရမမြင်တော့ဘူးကျွန်တော်တို့ကိုယောင်ကိုယောင်ဖြောက်လိုက်တာပေါ့အဲ့လေခွင်းသုံးခွင်းချားထဲမှာ ဖြောက်ထိန်မှာသူတို့နဲ့မီတာကျွန်တော်တို့မီတာ150လောက်ရှိရဲ့လက်ခွေရဲ့ကစင်းလေးမှာမီထိန်မှာဟိုရင်မက်လေးမှာဖုံးလေးတင်ထိန်မှာဖုံးလန့်ဆရာတာဟိုကောင်းနေဟိုအပေါ်မှာအဖွဲလေးရှိရဲ့ကျွန်တော်အဖွဲလေးရှိတယ်အဲ့မှာဖျားကုန်းမှာသူတို့ကကျွန်တော်တို့ပြေးတာကိုလန့်ကြည့်နေတာဟောလန့်ကြည့်နေတော့ဟိုဟိုကျွန်တော်ဖုံးစစ်တယ်ဖျောက်နေထုကထုကလို့အဲ့မှာပြင့်မဖေးတာတဲနာပါတဲနာပါလို့ပြင့်ဆန်းပါလို့ပြောတာမပြင့်ဘူးမပြင့်ဘူးဟာမင်းတို့ထိမှာသူကထိထိကွာပြင့်ဆန်းပါလို့ ဲ့တော့ကျွန်တော်တို့ကဘလောက်ထိကိုဟိုအဖြစ်လဲဆိုရင်ခုမှသင်းတတ်ကလည်းမပါလာလို့ဟိုပါလာလို့တော့ပြစ်ပြီးกว่าလို့ဆိုတိုင်းမှာကိုတွေးတာအဲ့လိုအကူခဲတိုင်းမှာနေတာပေါ့ဗျာတက်လစ်ပါလည်းမပါဘူးဒီဒီနဲ့ဖုန်းတစ်လုံးပဲပါတယ်ပေါ့ဆရာတွေနှစ်ယောက်မှအဲ့နဲ့အဲကျွန်တော်တို့ကအဲ့ထက်မှသူတို့ကတောင်ပေါ်ကအဖွဲကိုအဖွဲတွေကပြန်ပြောတယ်အဲ့နာမှာနေလိုက်အောင်ဆရာကောင်းလို့အာနေလိုက်အောင်ဆိုတာကျွန်တော်တို့လည်းနေရတာပေါ့အဲလေကစင်လေခွင်းပြင်မှာအဲခေါင်းလေးတွေမီးထဲအိမ်မှာအသားလေးအစ်စ်ကိုတောင်ဖောက်ပါလေးရှိပါလား ဆရာတစ်ဖက်နေရောလှန့်လှန့်ကြီးခေါ်ရသေးတာဆရာရှိလားရှိလားရှိတယ်ရှိတယ်ဆရာအဲ့ဒါနဲ့ကျွန်တော်တို့နေရာအတိုင်းလေးနေထိုင်မှာအကုန်လုံးပြီးလဲပြီးသွားရောဟိုကျွန်တော်တို့ကအသက်လူကြီးပြီးရတာဖြစ်တဲ့အတွက်ဟိုရေးတောင်းရေးတောက်ထားတောင်းမှပြန်တောင်းအန်ထွက်တယ်ဆရာရဲ့အကုန်လုံးလည်းရွှေ့နေပေးကြံလို့အဲ့ဒါနဲ့ဘလို့ဖြစ်လဲဆိုတော့အပေါ်ရောက်တော့ဟိုအဲ့ထက်မှာနေကြအောင်ဆိုထိုင်မှာကျွန်တော်တို့ကပြန်ထွက်လာတော့ဟို အမှန်တကယ်ကသူတို့ကအဲ့မှာနေကြအောင်ဆိုထိုင်မှာကျွန်တော်တို့45မိနစ်လောက်ထားလိုက်တာအမှန်တကယ်ခွေးတွေထွက်သွားတာတော်တော်ကြာပြီအဲ့ခါကျမှကျွန်တော်တို့ရခဲ့ကြတော့လို့ခေါ်တာကိုကောင်တွေကလည်းကိုတွေကိုရင်းခုန်လိုက်ဘယ်လိုတွေဖြစ်ခဲ့လဲအဲ့ကျွန်တော်တသက်လုံးအမှတ်တရဖြစ်နေတာပေါ့ဆရာရဲ့အဲ့ဒါလေးတော့ဒီသက်သာချင်းကိုအမှတ်တရအခုထိလဲရင်းထဲမှာရှိနေတော့အမှတ်တရလေးပါပဲဆရာဟုတ်ပါတော့အဲ့တော့မပြည့်မစုံနဲ့ စခဲ့ရတဲ့ဒါတိုက်ပွဲပေါ့နော်ပြီးရင်ဒါပရမသုတ်တိုက်ပွဲလည်းဖြစ်အဲပြီးတော့ဒါပြေးလည်းပြေးရနှွားလည်းနှွားရဆိုတော့ကျတော့တကယ့်ကိုတဲထိတ်ရင်ပုံနဲ့အမှတ်တရဖြစ်နေအောင်ပေါ့နော်ဒါဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးဒါလွတ်မြောက်လာခဲ့တာလေရေတကယ်ဝမ်းသာတယ်ပေါ့နော်အပြီးတော့ဒီ drone နဲ့ပတ်သက်လို့အရင်စိတ်ဝင်စား drone ဟုတ်ပါတယ်ဆရာကျွန်တော် drone နဲ့ပတ်သက်လို့ကျွန်တော်တော်လိုင်းရင်မတိုင်ခင်ကလေးကကျွန်တော်တို့ကဒီ RC plane လို့ခေါ်တဲ့ဒီဟိုပေါ့နော်အပေါ်စားလင်ရင်ငယ်လေးတွေကျွန်တော်ကကိုယ်တိုင်ပေါ့နော် အကျိုးသားလာထိုင်မှာတင်ဆရာမြင်ဆရာကြားဆရာကြီးစီကနေတင်းယူထိုင်မှာကိုလိုင်းတိဆောက်ပြီးမောင်းနေတယ်မောင်းနေပါတယ်ပြီးတော့ရိုက်ကြီးထုံးလေးနဲ့ဝဲထားတာပေါ့ဆရာအဲအဲတုန်းကတော့ဩဩဒါအခုတော့ဒါ drone နဲ့ပတ်သက်လို့ဒါ mission တွေပါလေစော်ပြီးပြီလားချပြီးပြီလားဘာတွေအမှတ်ရသေးလဲဟုတ် drone နဲ့ပတ်သက်တဲ့ mission တွေကကျွန်တော်ဒီဘက်အဲနေထဲမှာဆိုတော့ပထမဦးဆုံးပဲကျွန်တော်တို့တင်းထောက် drone တွေကနေ inaga light ချတာပေါ့ဗျာ အဲဆက်ပြီးမှလိုက်ချပါတယ်ဒီအခုကတ်တဲ့လမ်းပေါ်ဒီမှာဆိုရင်တောင်မှကျွန်တော်တို့ခြားထားတဲ့ဒေါ်ဒီယာတွေအခုဒီကုန်ရှိပါသေးတယ်ဟောအခုဒီတောင်ရှိရဲပေါ့အဲဆက်စားခြင်းတော့လဲတင်းတင်းလေးအဲ့မှာလဲဖြစ်စဉ်တစ်ခုကပြောပြအောင်ပဲဒုံအစခြားတာပေါ့ယန်သူအစခြားမှလာတာကျွန်တော်တို့ဒီကတ်တရာလမ်းပေါ်မှာဘယ်ကနေဘယ်ကိုသွားရလဲကျွန်တော်လုံချုံကြီးရတော့ပြော တော့ပါဦးရှင်အဲ့မှာကလာတယ်ကျွန်တော်အဲ့မှာတက်ရောက်ထဲပဲရှိရကျွန်တော်တက်ရောက်ထဲသွားချတာမဟုတ် ဆိုရင်ပြောရောက်ထဲသွားချတာမဟုတ်ဘူးဆိုမှအဖွဲ့တွေတော့ပါတယ်သူတို့ကမကန်ရဲဘူးသူတို့ကမကန်ရဲဘူးအင်နာကပင်မပါဘူးဆရာသိလားအဲအင်နာကလေးကြီးကဟိုဒုံးနဲ့ကျွန်တော်ဒုံးတယောက်ထဲချိန်ရတာဆရာတယောက်ထဲချိန်ရတာလက်မှာဒလိုထားတိုင်းမှာတယောက်ထဲချိန်ရတာကွန်ထရိုလာတက်ဖက်ဒုံးကြီးကတက်ဖက်နဲ့အဲချိန်တော့ဒုံးကိုလင်ဝပြန်ထိုင်မှာလုတ်တဲ့အချိန်မှာမော်တော်ဆာဒီဘက်ကချတဲ့ခလုတ်ကိုသွားနှိမ်မိတာဒေါ့ဆိုကြတာအကုန်ပြီးတယောက်ထဲတွလို့တက်လဲတရားနေခဲ့တိုင်းမှာတော်သေးရမသိဘူးလို့အဲ့လိုဖြစ်ဖူးတယ် ရှစ်ထိုင်မှာအဲအီနာကလည်းပဲရန်သူပေါ့နော်နှစ်ယောက်ကိုသိဆုံးစေခဲ့တာပေါ့။ဟုတ်။ဟိုးအဲအဲခုနပေးမပါတဲ့အီနာကလေးကဟုတ်တယ်။အခုလက်ထက်ကနေကိုလက်ထက်ထဲအီနာကလေးပေါ့အဲ့ဒါလေးနဲ့ချလိုက်တာပေါ့။ဒါကတော့စစ်ကြောင်းကိုတိုက်တဲ့အတွေ့အကြုံလေးပေါ့ဗျာ။အဲနောက်တစ်ခုလေးရှိသေးတာပေါ့နောက်တစ်ခုကျတော့ဒီပထမဦးဆုံးစခန်းသိမ်းအနေနဲ့ကျွန်တော်တို့အဲရင်းမြစ်နီစခန်းသိမ်းပွဲပါ။အဲ့မှာကျတော့ဘလူးတိတ်ဆိုတော့အဲအဲ ျွန်တော်တို့ရဲဘော်တွေရှိရယ်ပေါ့နော်ကျွန်တော်တို့ ठी လင်းဘက်ကကျွန်တော်တို့ရဲ့ဘော်ဒါတွေရှိတယ်ပြီးတော့ဂျီတောင်မိုးကဘော်ဒါတွေပေါ့နော်အဲတပည့်တွေရောပါတယ်ပေါ့အဲသူတို့တွေနဲ့တွဲထိုင်မှတိုက်ရတာပေါ့တွဲထိုင်မှတိုက်တာပေါ့အဲဆက်ဆာချင်းတိုင်မင်တယ်ပေါ့အဲတိုင်မင်ထိုင်မှအကုန်လုံးဆွေးနွေးတိုင်မင်တဲ့အချိန်ပေါ့အဲဆွေးနွေးတိုင်မင်နေတာပေါ့သူတို့တိုင်မင်ထိုင်မှကျွန်တော်တို့အဲစီစီလုံးလုံးနဲ့ချတာတော်တော်အားရဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ကိုယ်လူတွေကျဲပဲပေါ့နော်ကိုယ်နဲ့တိတဲ့သူတွေကျဲပဲ ကို့ရဲဘော်ရဲဘက်ဒီအကုန်လုံးကို့ညီကိုရင်းနဲ့ချရတာဖြစ်တဲ့အတွက်တကယ်လည်းအားရှိတယ်ပေါ့နော်အဲသူတို့အဲ့မှာတော့ကျွန်တော်တို့ဘလောက်ထိအောင်ချခဲ့လဲဆိုရင်ကျွန်တော်တို့ဂရုတ်ချင်းနေပေါ့နော်ရင်မက်လောက်လေးတူးတယ်ပေါ့နော်အဲရင်မက်လောက်လေးတူးတယ်ပြီးကကြမှာအထက်မှာပဲနေပြီးမှချတာပေါ့အဲချထိုင်မှာဒီအဲ့စခန်းကိုကျွန်တော်တို့အနေနဲ့ကဟိုလေးရစ်စစ်တိုက်ချပြီးခဲ့ပါတယ်လေးရစ်စစ်တိုက်ချခဲ့ပါတယ်အဲ့နဲ့အဲ့ဘက်မှာကြတော့လေမှတ်မှတ်ရရဖြစ်ခဲ့ရလေးတခုရှိပါသေးတယ်ကျွန်တော်တို့ကစကန်ကိုထော်ဖုံးနေချတယ်ပေါ့ အချိန်ချင်းချရတယ်အဲအဲ့မှာသူတို့တန်မှုကပြောတာပေါ့ကျွန်တော်တို့နဲ့တူတိုက်တယ်မဟာမိတ်ကတန်မှုကပြောတာမီလောင်ဘုံချပေးပေါ့နော်မီလောင်ဘုံချပေးပေါ့အဲမီလောင်ဘုံချပေးဆိုတာကျွန်တော်တို့ရှိမှာမီလောင်ဘုံကမရှိဘူးမရှိတော့ကျွန်တော်တို့ကလည်းကိုနီကိုဟန်နဲ့ညာရင်းချင်းမီလောင်ဘုံလုံးမယ်ပေါ့နော်မီလောင်ဘုံလုံးထိုင်မှာတိုင်မာရီဘိုင်းနဲ့ရှင်းထိုင်မှာညာရင်းချင်းကိုချက်ချင်းကျွန်တော်တို့လုံးပါတယ်လုံးထိုင်မှာအဲ့မှာအဲအဲ့လိုလုံးနေတဲ့အချိန်မှာလည်းဒီကိုလူတွေက

အောက်ကဟိုဘေးကကြည်နေတဲ့သူတွေရောအဖွဲတွေရောအကုန်ရီကြအဲ့ဒါကြီးနဲ့လဲတော့ချအဲ့ဒါကြီးကလည်းအစင်မပြေအဲအဲ့လိုမျိုးတွေဖြစ်ခဲ့တာပါဆရာဒါတော့မှတ်မှတ်ရရနေပြီးကြတာပါဆရာကြီးအော်ညာတော်လိုင်းကြီးကခက်ခဲကြမ်းတမ်းနော်အာမပြေမဆုံးနဲ့နော်အဟုတ်တယ်အဲ့မှာကဒုံးတစီရရှိသေးတယ် तू ကဒီလက်မောင်းနေရကျိုးနေလို့အဲ့ဒါလက်သမားဆရာကိုဘရောက်သားတွေလောက်ခိုင်းထိုင်မှာအဲ့ဒါဘရောက်သားအန်းရင်နဲ့ဒုံးကြီးတစီနဲ့ပါသေးတယ် အဲ့တိုက်ပွဲကြားထဲမှာကိုပဲဟုတ်တယ်ဟုတ်တယ်ဒီမှာဆက်နေမှာပါတယ်ပေါ့အဲ့မှာဟိုဟိုအဲ့လိုကိုနော်ဒါဟုတ်တယ်ကျွန်တော်ဒါအညာကဖိနေနာပြူရတဲ့ခါတိုင်းမှာအဲဘယ်လိုပြောမလဲမရှိရှိတာနဲ့ခြားကြတာပေါ့နော်ဆိုတာငါတို့မှဘာကြီးရှိမှအဲငါတို့မှဘလိုကြီးပြည့်စုံမှဆိုတဲ့စိတ်မျိုးနဲ့မဟုတ်ဘဲနဲ့ပေါ့နော်လာလာသမ ्या ကောင်ကျဲသလောက်တက်လာခဲ့ငါတို့မှမရှိရှိတာနဲ့ခြားမယ်ဆိုတဲ့စိတ်နဲ့ခြားကြတဲ့ညာဖွဲ့ညာရွေးပေါ့နော်အဲ့ဒါကလည်း ဒါကျွန်တော်တို့တက်ဖွဲ့တွေကိုပို့ပြီးတော့ပြည့်စုံစေခြင်းနဲ့အဲပြောရရင်ပြဒီလိုမျိုးလိုအပ်ချက်တွေနဲ့လုပ်နေရတဲ့အဖွဲ့တွေကိုပို့ပြီးတော့ပြည့်စုံစေချင်တာပေါ့အဓိကတော့ဒီတက်ဖွဲ့တွေရဲ့စေအားထက်သန်မှုတွေဒါဆရာတို့ဆိုလဲတကယ်စေအားထက်သန်တယ်ပေါ့နော်တကယ်အာပါတိယနဲ့ဆော်ရမယ်ဆိုလို့ကတော့ဒါလိုက်ပြီးတော့လိုက်ပြီးတော့ပါပြင်းမဲ့ပုံစံမျိုးတွေပေါ့နော်အဓိကတော့ခုမှပြည့်စုံနေလို့ကတော့ဘာဖြစ်ဖြစ်မကြောက်ဘူးဆိုတဲ့အဖွဲ့တွေကိုကျွန်တော်အညာမှာအများကြီးပဲတွေ့ရပါတော့နော်ပြီးတော့ဒီအညာကအဲဒါနားနဲ့ပတ်သက်လို့တခုမေးချင်တယ်အဲ့လိုလေဒါမကွေးဘက်ဆိုတော့ဒီကပ္ပစားတွေအဲကပ္ပစားတွေ ကပ္ပစားမကွေးမှာ15ခုတောင်ရှိတာပေါ့နော်ပြီးတော့ဒီ15ခုရှိတဲ့ဒီကပ္ပစားတွေကလည်းစစ်ကောင်စီရဲ့လက်ရှိအခြေအနေအရဒီကပ္ပစားတွေကအသက်သွေးကြောပုံစံဖြစ်နေတာသူတို့ရဲ့လက်နက်ခေရန်ထုတ်လုပ်တဲ့ဟာမျိုးပေါ့နော်အဲဒါကြောင့်ဒီလိုမျိုးကပ္ပစားတွေအများကြီးရှိတဲ့နေရာကဒီမကွေးတိုင်းရဲ့ဒီမကွေးရဲ့ပေါ့နော်မြေပြင်ကစီရေးအခြေအနေပေါ့နော်ချို့ကြတော့ပြည်သူတွေကဒီကပ္ပစားတွေနဲ့ပတ်သက်လို့အဖွဲ့တွေရဲ့လှုပ်ဆောင်မှုကိုအားမလို့အားမရဖြစ်ကြရင်လည်းရှိတယ်ပေါ့နော်အဲတိတိရမလားဟိုဒီဒီကပ္ပစားတွေဒါကတော့ဒါပြည်သူက ီစစ်ကောင်စီရဲ့အရင်မြစ်တွေဖြစ်တဲ့အတွက်ပြင်းစေချင်တာပေါ့နော်ဒါပေမဲ့ဘလို့အခြေအနေတွေကြောင့်မလို့ဒါကျွန်တော်တို့ဒီတပ်ဖွဲ့တွေကမျောလင်းတဲ့လောက်လုံးလို့မရသေးတာလေပေါ့နော်အဲ့ဒါလေးလည်းသိချင်တာပေါ့ဒါပြောလို့ရသလားလေဟုတ်နံပါတ်1အချက်ကတော့ကပ္ပဆာရဲ့ area ကအင်ပတန်မှကျဲပါတယ်ကျွန်တော်တို့ဟုတ်တယ်ဟုတ်တယ်ကျဲပြီးတော့အဲကပ္ပဆာထဲမှာ ကျွန်တော်တို့ဂျွာတွေရှိတယ်ဂျွာတွေကလည်းကျွန်တော်တို့ရှေ့ပဝီနေတီကလေးကဖြစ်တည်လာတဲ့ဂျွာတွေ အဲ့ဒီရွာတွေကိုငုံထိုင်မှာကျွန်တော်တို့ကကပ္ပဆာကိုတဲကြတာဖြစ်တဲ့အတွက်အဲကပ္ပဆာတွေကကပ္ပဆာမှာတောင်မှရွာနာမည်နဲ့ကိုထွက်တာဥမာရွှေဘူးကျွင်းဘာညာစသည်ဖြင့်အဲရွာနာမည်တွေထွက်တယ်ဗျာကပ္ပဆာနဲ့တွဲထိုင်မှာရွာနာမည်ဘယ်နာကပ္ပဆာဆိုဘယ်ရွာနာမည်အဲ့ရွာအဲကပ္ပဆာဝင်းဝိုင်းနေမှာပါနေရာရှိရပေါ့ဟုတ်တယ်အဲအဲ့ထက်မှာလဲဟိုကိုယ့်ရဲ့ပြည်သူတွေပေါ့နော်ကိုယ့်ကိုအပိထောက်ခံတဲ့ပြည်သူတွေရှိတယ်သူတို့ထိကြိမ်မှာလဲစိုးရင်ရတယ်ပေါ့နော်ရန်သူတရရန်သူတရရန်သူအယောက်တရားထိကြိမ်မှာတယ်ကိုယ့်လူတရားထိကြိမ်မှာကိုလည်းကျွန်တော်တို့ကတွေးရသေးတယ်ပေါ့ ဲ့လိုအခြေတွေကြောင့်ဟိုမလုတ်ဖြစ်တာကြီးလည်းရှိတယ်ပေါ့ဒါပေမဲ့အခါခွင့်ပြင်တင့်ရင်တင့်တယ်လို့ပေါ့နော်အခါခွင့်တင့်ရင်တင့်တယ်လို့ကျွန်တော်တို့ဒီကျွန်တော်တို့မှာရှိတဲ့စွမ်းအားနဲ့ပေါ့နော်ဒီ little rocket တွေပစ်ထားမျိုးတွေလောက်ထားတွေရှိတယ် short tight တွေပစ်ထားတွေတော့လောက်ကြတယ်ဗျကပ္ပဆာတွေကကျွန်တော်တို့အခုချိန်ထိလဲဒီစစ်ကောင်စီကိုထောက်ပံ့နေတုံးပေါ့နော်အဲကျွန်တော်တို့ဒီဘာတွေလောက်လဲဆိုကျွန်တော်တို့ဒီ20တက်ဆိုရင်ကျွန်တော်တို့ဓာတ်အားဖြတ်တောက်ထားတွေဘာတွေဆိုရင်ကျွန်တော်တို့ဒီအညာဘက်ကတော်လိုင်းအဖွဲ့စီတွေကအမြဲတမ်းလို့လို့ကိုဟိုဖြည့်ဆည်းတိုက်ခိုက်မှုတွေလောက်ပါတယ်ဗျအဲပြီးတော့ နားမှာရှိတဲ့ကပ္ပစာတွေဒီ period တွေစုံမှုရဲ့အနေအနီးဝင်းချင်းကကပ္ပစာတွေကတော့တောင်တန်းအငိမ့်တော့မနေရဘူးပုံမှန်လေးတော့ပြစ်ခံနေရတာပေါ့အဲ့လိုအနေထားရှိပါရဲ့ဆရာဟုတ်နော်ဒါကဟိုသူနဲ့သူဆန်ဆိုလို့ပဲပြောပါတော့ပေါ့နော်အဲလုံနိုင်တဲ့ပမာဏရှိတယ်ဆိုရင်တော့လုံကြတာပဲပေါ့နော်အခုနပြောလို့ပေါ့ဒီကောင်းနေလဲအငိမ့်ကိုမနေစေရဘူးဆိုတဲ့ပုံစံမျိုးတော့မြင်တွေ့နေရတာပဲပေါ့နော်ဒါပြည်သူတွေကိုနားလည်စေချင်တာကလည်းအဲ့လိုပေါ့အဲကိုရီတက်ဖွဲ့တွေမှာသာတကယ်ပြည့်စုံကြည့်ပေါ့နော် အာဒီနေရာတွေကိုလည်းကိုရီးယားအလွတ်ပေးမှာမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ကဘာဆာရဲ့ area ကလည်းခုနပြောသလိုတကယ်အကျယ်ကြီးမှအကျယ်ကြီးဒါအေကောက်ထောင်နဲ့ချီပေါ့နော်။အဲ့လိုပုံစံမျိုးတွေနေလဲဒါသူတို့ကတိဆောက်ထားတာဖြစ်သလိုသူတို့ရဲ့အသက်သွေးကြောဖြစ်တဲ့အတွက်သူတို့ကလည်းကာထားတယ်ပေါ့နော်။အဲအားကြောင့်မလို့ဒါတပ်ဖွဲ့တွေကဟုတ်တယ်ဟိုတပ်ဖွဲ့တွေမှာအကုန်လုံးလူသမျှရနေတယ်ဆိုရင်တော့ဒီကဘာဆာတွေလည်းအငြိမ်ကိုနေရမှာမဟုတ်ဘူး။အေးဆေးပေါ့နော်။အဲဒါကတော့ဒါဖြစ်လာမဲ့အရာတွေပါပဲ။ဒါတေချာပေါက်ကျွန်တော်တို့လည်းဒါမျှော်လင့်နေပြီးတော့တပ်ဖွဲ့တွေကလည်းတေချာပေါက်လုံဆောင်မဲ့အရာတွေလို့လည်းယုံကြည်တယ်ပေါ့နော်။ Thank mm -hmm. you.